공급받을수있도록대통령께서결단을좀해주시면좋겠습니다.당코리아နိုင်ငံကို nuclear ဆွေးရင်သုံးရင်းငုတ်သင်္ဘောတစ်စင်းတိဆောက်ဖို့ခွင့်ပြုလိုက်ပြီလို့ American သမ္မတ Donald Trump ကဒီကနေ့ပြောကြားခဲ့ရာအဲ့ဒီလိုရင်းငုတ်သင်္ဘောပိုင်ဆိုင်တဲ့တိုင်းပြည်အနေငယ်ထဲမှာတောင်ကိုရီးယားနိုင်ငံပါဝင်လာပါတယ်။တောင်ကိုရီးယားကုမ္ပဏီတွေကယင်းနှိမ့်မြုံနှံမှုတွေတိုးမြင့်လာခဲ့တဲ့ဖီလာဒယ်ဖီးယားမှာရင်းငုတ်သင်္ဘောကိုတည်ဆောက်မယ်လို့ Donald Trump ကလူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။ တန်ကိုရီးယားနိုင်ငံကအမေရိကန်ကနေရေနံနဲ့တန်ငွေတွေဝယ်ယူဖို့သဘောတူခဲ့တယ်လို့ဆိုခီးစင်တွင်တန်ကိုရီးယားသမ္မတလီဂျေမြောင်အခြားဒေသရင်းခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့တဲ့၎င်းကပြောပါရယ်တန်ကိုရီးယားနိုင်ငံမှာအောက်တိုဘာ29ရက်ကကျင်းပတဲ့ထိပ်သီးဆွေးနွေးပွဲမှာဒေါ်နယ်ထရန့်နဲ့လီဂျေမြောင်တို့ကကုန်သွယ်ရေးစာချုပ်အသေးစိတ်ကိုအပြီးသတ်ချုပ်ဆိုခဲ့ပါရယ် နျူကလ িয়ার စွမ်းအင်သုံးရေငုပ်သင်္ဘောတစ်စင်းတိစောက်ဖို့တောင်ကိုရီးယားနိုင်ငံကိုကျွန်တော်ခွင့်ပြုလိုက်ပါပြီလို့ဒေါ်နယ်ထရန့်ကလူမှုကွန်ရက်ထုမှရေးသားခဲ့ပါတယ်။တောင်ကိုရီးယားနိုင်ငံကခင်မီသင်္ဘောတိစောက်ရေးနည်းပညာပိုင်ဆိုင်ထားပေမဲ့နိုင်ငံအနေငယ်သာပိုင်ဆိုင်တဲ့ရေငုပ်သင်္ဘောတိစောက်ရေးနည်းပညာကိုဘယ်ကရရှိမယ်ဆိုတာကို၎င်းကမဖော်ပြခဲ့ပါဘူး။အမေရိကန်ကနေနည်းပညာလွှဲပြောင်းပေးမှုအပါအဝင်ဩစတြေးလျနိုင်ငံက နျူကလ িয়ার ဆွေးရင်သုံးရင်ငုတ်တင်မော်တွေဝယ်ယူနိုင်ဖို့အတွက်အမေရိကန်ဟာအော်စတြေးလျဗြိတိန်တို့နဲ့ဆောင်ရွက်နေပါတယ်။အမေရိကန်စစ်တပ်အပေါ်မိခိုနေရမှုလျှော့ချပေးမဲ့တမယိုးကျလက်နက်တွေတက်ဆင်ထားတဲ့နျူကလ িয়ার ဆွေးရင်သုံးရင်ငုတ်တင်မော်အမြောင်များတိစောက်ဖို့အော်တိုဘာလ29ရက်ကဒေါ်နယ်ထရန့်နဲ့တွေ့ဆုံချိန်မှာခွင့်ပြုခဲ့တယ်လို့လီချင်းမြောင်ကပြောပါတယ်။ရုရှားနိုင်ငံကနျူကလ িয়ার စွမ်းအင်သုံး Poseidon Super Torpedo တလုံးကိုစမ်းသပ်ခဲ့ပြီး ကြီးမားတဲ့အောင်မြင်မှုရရှိခဲ့တယ်လို့ရုရှားသမ္မတဗလာဒီမာပူတင်က ပြောပါရယ်တော်ပီဒိုစမ်းသပ်မှုကိုအင်္ဂါနေ့ကလှုပ်ဆောင်ခဲ့တယ်လို့မော်စကိုမြို့တော်ရှိစေယုံတေယုံမှာယူကရိန်းစစ်ပွဲတွင်တရားရရှိခဲ့တဲ့ရုရှားစစ်သားတွေနဲ့တူလက်ဖက်တောက်ခဲ့တဲ့ပူတင်ကပြောပါရယ်ပထမဆုံးချိန်ဖြစ်ကျွန်တော်တို့ရင်ငုတ်သင်းမောပေါ်ရှိဒုံးကျည်လွန်အင်ဂျင်နဲ့ပိုစီဒွန်တော်ပီဒိုကိုပြစ်လွတ်နိုင်ခဲ့ပါတယ်လို့၎င်းကဆိုပါတယ်။ဒါဟာကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။ ။ပိုစီဒွန်တော်ပီဒိုရဲ့ပြင်းအားဟာစေတန်2လို့ခေါ်တဲ့စာမက်တိုက်ချင်းပစ်ဒုံးကျည်ထက်ပိုပါတယ်လို့သူကဆက်ပြောပါရယ်။ပူတင်ဟာပြီးခဲ့တဲ့ဘက်ကနျူကလ িয়ার စီရေလေ့ကျင့်မှုကိုကုကဲခဲ့ပြီးရုရှားနိုင်ငံဟာနျူကလ িয়ার စွမ်းအင်သုံး Vavesnik Q ဒုံးကျည်ကိုအောင်မြင်စွာစမ်းသပ်ခဲ့တယ်လို့ကြေညာခဲ့ပါရယ်။ Vavesnik Q ဒုံးကျည်ဟာဘလို့ဒုံးခွင်းစနစ်ကိုမဆိုးဖောက်ထွင်းနိုင်တဲ့နျူကလ িয়ার တန်ဆောင်နိုင်တဲ့လက်နက်တစ်မျိုးဖြစ်ပါတယ်။ အမေရိကန်နိုင်ငံဟာ2001ခုနှစ်မှာနေတိုးဖွဲ့ကိုတိုးချဲ့ဖို့1982ခုနှစ်ပဲ့ထိန်တုံးကြီးပိတ်ပင်ရေးစာချုပ်ကနေတစ်ဖက်သက်နှုတ်ထွက်ပြီးဒုံခွေးစနစ်တစ်ခုတည်ဆောက်ခဲ့ရာအဆိုပါလို့ရက်ကိုတုံ့ပြန်မှုဖြစ်ပိုစီဒွန်နဲ့ဘာဗက်စနစ်ဒုံကြီးတွေထုတ်လုပ်ခဲ့တာလို့ပူတင်ကပြောကြားခဲ့ပါတယ်။